ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်သက်စုထွန်း32နှစ်ရန်ကုန်ပါဆရာကြီးဩစပင်တုဆက်ယုံမှာလုပ်ပါတယ်ဆရာကြီးရှင်နဲ့လေဘင်းမှာတဲ့အဖြူခွက်ထွက်လာတာတဲ့တစ်နှစ်ရှိပါပြီတဲ့ဟုတ်ပြီအဖြူခွက်ပြောက်အောင်တဲ့ဘာတွေဆောင်ရွက်ရမလဲရှင်အဲဗျာအဲ့ဒါမပေါ့နဲ့လို့ပြောချင်တယ်နော်ဟုတ်ကဲ့ဆရာကြီးအဲ့အဖြူခွက်မှန်တယ်များကညင်းလို့ပါစားပြီးတော့ပေါက်တာခယူသင်းဖြစ်တတ်တယ်သမီးဟုတ်ကဲ့ဆရာကြီးမိန်ကလေးတွေမှာပိုးဖြစ်တယ်သမီး ဟုတ်ကဲ့ဆရာအထူးသဖြင့်အဲ့ဒီ388နေရာတွေမှာဝင်ရှိတယ်ဟုတ်ကဲ့ပါဆရာလေဘင်းတို့ဂျိုင်းတို့ပေါင်ထိတ်တို့ရှင်သားအောက်တို့မှာဖြစ်တတ်တယ်ခူသင်းရခူသင်းဆိုတာကုစားရခက်ခဲတဲ့ယောဂရှင်မျိုးရှိရင်ကင်ဆာကစပြီးတော့နော်အဲ့ဒီကုစားဖို့ခက်ခဲတဲ့ညူညူညင်ညင်ကုစားရတယ်လို့စာမှာဆိုတယ်ဟုတ်ကဲ့ဆရာအဲ့ဒီမှာ तू ကနံပါတ်5ပဲဟုတ်ကဲ့ဆရာကြောင်းမလို့အဲ့ဒါအတွက်အထူးသဖြင့်အဆက်ကြီးရှောင်ရမယ် ဟုတ်ကဲ့ပါဆရာကြီးနော်အကျော်ရေရှောင်းရမယ်အချင်းနဲ့အခါစားပေးရမယ်ဟုတ်ကဲ့ပါဆရာကြီးနေ့တနခါညကရမဲ့လဲရမယ်ဟုတ်ကဲ့ပါအဲ့လိုဆောင်ရွက်ရင်ကိုတမီယောကနော်တက်တောင့်တက်တာငွေကုန်ကြမများပဲနဲ့ချမ်းမာလာမှတည်ကြတယ်လို့ဆရာကကူညီလမ်းညွှန်လိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရရှင်းကြပါစီဗျာဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကကိုရန်ကျော်ပါ ကိုရန်ကျော်ကိုရန်ကျော်ဟုတ်ကဲ့ဆရာကြီးအသက်30ပါဆရာကြီးဟောသူကရန်အောင်တာမဟုတ်ရန်ကိုကျော်ပလိုက်တာနော်ဟုတ်ပြီဟုတ်ပြီအသက်30အသက်30စိုင်းကဲဝဲရောင်းနာမည်ရပုပ္ပနမိတ်ကောင်းနေသူမြဲအဲဟုတ်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီစိုင်းကဲဝဲရောင်းနေဆရာကြီးဟုတ်ပြီမော်လမြိုင်ကပါဟုတ်ပြီဗျာဆရာကြီးခင်ဗျာတဲ့ကျွန်တော်တဲ့အသံမထွက်ဖဲလေးသန်းကြီးပဲထွက်နေလို့ပါတဲ့ဟုတ်ရခုနလလောက်ရှိပါပြီတဲ့ အတမထွက်ဘူးလေးတန်းနဲ့ထွက်တယ်လေးတန်းနဲ့ထွက်တယ်ဟုတ်အဲခုနလလောက်ရှည်လက်နဲ့တွေးပြောရမှာပေါ့နော်လေးတန်းထွက်တယ်ဆိုတော့လေးတန်းဆိုတော့ဟုတ်ကဲ့ရှင်းပြပြမယ်အဲ့ဒါဒါအကျော်ဒီမှန်သမျှအကုန်ရက်ပလိုက်လို့ဟုတ်ကဲ့ဆရာကြီးဒါမနဲ့ဆိုတော့မှစားလေးရှိတယ်ဤကြခွေးစမူစာဘရားကျော်မတက်ဟုတ်ကဲ့ပါဆရာကြီးငါးကျော်ကြက်ကျော်ကျော်မိရင်ပြက်ချက်စားပူဆိုးတာတော့ကလေးလေးတွေစားတဲ့ငမုတ်ကျော်အာလူကျော်အထုပ်ကလေးတွေလေ ဟုတ်ကဲ့ပါဆရာ။ပါဇာတိထည့်လိုက်တော့ကြွ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 နဲ့စားလို့သိကောင်းတာဟုတ်ကဲ့ဆရာ။စားလို့ကောင်းတဲ့လောက်အဲ့အတန်ကိုဒုက္ခပြပါလေ။ဟုတ်ကဲ့ဆရာ။ကျောင်းမလို့အတန်ထွက်ချင်အကျော်ရှောင်းပါ။ဟုတ်ကဲ့ပါဆရာ။အကျော်ဆိုတာအာဂါတ။ဟုတ်ကဲ့ဆရာအတန်ဆိုတာဝါရောဝါရောဟုတ်ကဲ့ဝါရောနဲ့အဂါတာနှစ်ခုကဆင်းနေချုံလို့ပဲအားပြိုင်ကြတယ်ဟုတ်ကဲ့ဆရာကျောင်းလူသားဆိုလိုတာကအကျော်အားလုံးရှောင်လိုက်ပါဟုတ်ကဲ့ပါဆရာပါဇက်ကအကျော်ရှောင်ပြီးတကယ်သူ နှာခေါင်းလည်းညှော်ရှောင်းပါဟုတ်ကဲ့ပါဆရာအဲ့ဒီအကျော်နဲ့ညှော်တာရှောင်းကြည့်ဒါယောကတိတာတက်တာတော့မှာဟုတ်ကဲ့ပါဆရာဒါပြန်သူ့ရဲ့အဖြစ်ကောင်းတာအခါစားပါလို့ဟုတ်ကဲ့ဆရာအခါနှမျိုးရှိတယ်ဆရာဆရာလည်းပြောအမြဲပြောတယ်နော်ပူကားမတည့်ပါဘူးလို့ဟုတ်ကဲ့ပါဆရာဥမာအဖြစ်ကြောင်ရှာတို့တမားတို့ရဲယူတို့မတည့်ဘူးဟုတ်ကဲ့ပါဆရာ မယ်စရီတို့ဂွေးတော့တို့ပေါပန်းပြူတို့တဲ့ပါတယ်အဲ့လိုအခါမျိုးလေးတနေ့တစ်မျိုးနှမျိုးစားပြီးတည်တာတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးရေချိုးရင်တောင်မှအဲ့လိုအခါရွယ်လေးတွေပေါ်များရှိရင်ချိုးအရှိမယ်စရီပင်ရှိရင်လေပြုတ်ပြီးရေချိုးပါလို့ဟုတ်ကဲ့ပါဆရာကြီးဟောအပူများလို့လည်းပါမှာပေါ့နော်ဟမ်အပူများလို့လည်းပါမှာပဲအဓိကအပူများတာပါပဲဟုတ်ကဲ့ပါဆရာကြီးအခုကတော့ဆရာတို့ လူနာတရားမှာတရားတရားအပူများပါတယ်လို့ဆရာလူပြောတယ်ဟုတ်ကဲ့ပါဆရာပြောတယ်ငယ်တငယ်ချင်းတယောက်ကလေတရားကပါတငယ်ချင်းနဲ့ကိုရောငယ်တရားမှာတရားတရားအပူများတယ်ဆိုတော့မင်းတရားရှိတယ်မှာတရားတယောက်ဆိုတယောက်ကဖရရဲကွာတယ်မယ်စကားကြီးကတာတာထူးထူးသိပြောတယ်မဟုတ်တငယ်ချင်းတော့ငါအတွေ့အကြုံရပါလို့ဘိုက်ထက်ကလေးတွေမှာအပူများနေတာဟာတဲ့မင်းကဘိုက်ထက်ကလေးဘယ်လိုလုပ်ဝင်ကြည့်လဲတဲ့ ဟောငါကတော့ဘယ်ဝင်ကြည့်မလဲွာတို့ခွေစိတ်ဆရာဟောခွေစိတ်တူနာပြုသူတို့လေးတွေတွေ့ခါကျမေးရတာပေါ့လို့အခုခေတ်မှာအဲ့လိုခွဲလိုက်လို့ရှိရင်ထူးခြားချက်ဘာတွေ့ရလဲဆိုရင်ကျမတို့လက်အိတ်လေးဝေ့ပြီးတော့ခလေးကိုကောက်ချီတော့မယ်လို့ပြီးလဲရှင်အဲ့ဒီတည်းကဇင်မဲမပါဘူးတဲ့နော်အဖြူခွက်တွေပါနေတယ်တဲ့အဲ့ကြောင့်မွေးရပါလို့ပြောရတာပါဆိုတော့အဲ့ဒါဘာဖြစ်လို့လဲတဲ့ သူကလည်းတငယ်ချင်းဆိုခက်ဆက်ဆက်လေးမိတယ်အပူရင်းတခုမှအပူတွေလွန်နေရလို့ပါပဲလို့အဲ့လိုဒုတိယမှကိုပြောပြတဲ့တရားတယောက်စားအဲ့ဒီဘိုင်ထက်ကလီယာပါအပူများတဲ့တငယ်ချင်းရာဆိုရယ်အေးกว่าတယ်ငါဘူးသူတရရသွားတယ်ဆိုသူဂျင်းနဲ့သွားတယ်တငယ်ချင်းချင်းဆိုတော့လေပြောလိုက်တော့လေယုံသွားတာပေါ့ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲစာဝနာခင်ဖရာရှင်းပါစီဗျာ